ကြောက်နာပြရတူတယ်ကိုအိမ်လေးရဲ့လူတွေကမျက်စိခွဲခြင်းနဲ့ပတ်စံမရှိလို့မွေးရင်မွေးကန်းရင်ကန်းမလူဘူးတွန်းမှလည်းမသိဘူးတာဝန်ရှိအောင်မခွဲလို့ရရင်အခုခွဲပြီးသူဘုန်းကြီးဘုံကြုံကြုံရတဲ့လူမယ်ပေါ့နော်စုံစမ်းတော့ကျော်တာဝန်ရရလဲသုံးဦးသိန်းပြောနေကြပါပဲအားရှိတယ်ဆိုတော့နှစ်ချက်နဲ့ပတ်သက်ပဲရှိတယ်ညီလူပြတ်တဲ့တူတဲ့နိုင်ငံတော်ဆိုတာလူတဲ့မလို့အလားတမဖြစ်အောင်ဒီလိုနေကြတာထားမိတယ်မထောက်လန်းဘူးမဟုတ်တယ်တရားပဲလိုက်ထောက်လန်းတယ် ဒီနေ့ကတာယာဝတိကပြန်လာတော့ဦးနဲ့ပထမညမှာမြေတားပြင်စီဝါဆိုင်ကြီးတရားကိုဟောတယ်။အရာဝဇင်းအော်စတြေးလျနိုင်ငံစစ်တေမှာ၁၆ညတော့တရားဟောပါတယ်၂၀၆ပါ။အဲ့ဒီမှာဗုဒ္ဓဘာသာလူငယ်တွေကမေးလိုက်တာဆရာတော်ဗျာတဲ့ဘာသာလေးခုထဲမှာဗုဒ္ဓဘာသာအကောင်းဆုံးအမြတ်ဆုံးပဲ။ဗုဒ္ဓတော်ဆုံးမဩဝါဒပေးတာမရှိဘူးဗျာတဲ့။တခြားခရိယန်အစ္စလမ်ကျမ်းတွေကဗုဒ္ဓဘာသာကျမ်းတွေမှာမများဘူး။ဗုဒ္ဓတော်ဆုံးမ။ဒါကြောင့်မြန်မာတွေကအမြင့်မြတ်ဆုံးဗုဒ္ဓဘာသာကိုကိုယ်ဝေရတယ်။ ပြီးတော့ဗျာအဲဒါနာလည်းပြုလိုက်ကြတာများကြီးပဲ၁၂ရာစီပေါ့အဲ့လိုဘုရားဘာသာဖြစ်ရတဲ့ဒါနာပြုရတယ်ဘာဖြစ်လို့မြန်မာတွေကကမ္ဘာမှာအစင်းရုံဖြစ်ရတာလဲအဲ့လိုမုံမိလိုက်ဟုတ်တယ်တကယ်လို့ချမ်းသာလို့ဖြစ်နေတာပေါ့ဘုရားလည်းဆုံးပါတယ်ဒါနာလည်းပြုလို့မွေးအဲ့မိတ္တန်စီဝါကြခြင်းအဲ့မိဘကိုဖြေကြတာအကြောင်းဆက်ရစေဗုဒ္ဓဘာသာဖြစ်ပြီးတော့ဒါနပြုပြီးတော့မြန်မာတွေမွေးတဲ့အကြောင်းဆက်တဲ့ချက်ရှိတယ်။ဒါနဲ့ချက် ဲ့ဆောင်တော့မှဖတ်တော့ဒီမှာပြောလို့ချင်းမရဘူး။ကောင်းအောင်ချက်ထား။ဒါကလည်းတကယ်လို့မျိုးတော့ပါချင်းရနော်။မိတာစုပါတယ်မှာအဲ့မှာတစ်ချက်တော့ပြောလိုက်နမူနာတစ်ချက်။မြန်မာပြည်ဒါနပြုတော့ဘယ်တော့တခြားမဟုတ်ဘူးတဲ့။ပကာသနာဒါနတွေများလို့ဒါပဲဖြစ်။အားရညာ။ဒါပဲမလိုရနေတဲ့ကိုယ်ကဘုရားဆိုကြတော့တထောင်ဘုရားဆိုရင်ဝိုင်းမလိုဘူးလား။အဲ့ပကာသနာဘုရားတကာမိနိုင်လို့တကယ်တော့ဘုရားတထောင်မလိုဘူးတဆုတော်တော်ကြီးပေါ့။ ဖေဟာအလှမတည်တယ်ဘုလည်းအလှမတည်ပေါင်းကိုဟိုကအလှတည်ရတယ်အစူဝါတထောင်ငါလည်းတထောင်ဘုရားဘာတလဲလူလေဖေဟာတကဘုရားမိခိုင်းနေတာအဲကြောင်းကြောင်းမှာအိနာလို့ပြောတော့ဘယ်သူမှမလူတော့ဟုတ်တယ်အဲ့ဒါတရားစနာကြောင်းကြောင်းတည်းဖေဟာကဘာလူနေကြတာဟိုကလူရလူချင်းအိနာတော့လူဘူးနန်းနေလာသေးတယ်ဗျာအဲ့ကြောင့်မြန်မာတွေအတူတူမွေးရတကယ်လူနဲ့နေမလူရဘူးကိုရက်ကွက်ထဲမှာခြေနဲ့ငှက်ပြပြီးတော့အိနေဆောင်မရှိလို့လမ်းပြီးနေတဲ့ပုံစံအများကြီး အဲ့ဒါအဲ့လိုဆိုစီဘူးတဲ့ထားနာမည်ကြီးစံတဆိုင်ဆိုင်15ဒင်းလောက်လေးရအဲ့15ဒင်းတော့ထဲမယ်တဲ့ကိုမဆင်းရဲသားတွေအိမ်ဝင်ရှိလို့ဟုတ်လား15ဒင်းဆိုလို့ရှိရင်အိမ်ပုံးဆောက်ပေးရတယ်မပေးဘူးသူ့ဟာသူလမ်းလို့အိမ်ရင်အိမ်ငါဆိုင်တယ်ငါအဲ့ဒါမြမတွေဝဲချင်းချောင်းလူဦးတော်ဝဲတယ်ပကားထက်ကုံသွားညမအလူမှန်းနဲ့ကိုတိုင်းအဲ့ကြောင့်ဟောပေးရတယ်ခင်ဗျားတို့လို့ကုသိုလ်စင်းလားလို့ဆင်းရဲနွမ်းပါပြီးတော့မျက်စိတင်ကြလို့မခွက်နေတဲ့လူနာတွေကိုဖြုတ်နေတာလို့ သူများလို့တက်လာပြီချင်းတက်နေတယ်မို့နေတိုင်းသူစင်းလာပြီစင်းယူထားတာပေါ့အခုသူနာကိုခွဲတော့ဒီနေ့မှပြီးတာအားလုံးတို့ဒါနှစ်ပတ်လောက်ခွဲရလူ190စင်းရတာမျက်စိတိမ်ကြတယ်မခွဲနိုင်ဘူးတို့ငွေလေးငန်းတောင်းဟာရှိတဲ့ပုဂ္ဂိုလ်အတွက်တော့အရက်တဘောတာတော့မရှိဘူးရှိတဲ့ပုံပေါ်တွေလူချမ်းသာအရက်သဘောထိုင်လို့ရှိရင်နှစ်သိန်းလောက်ပုံတချို့အရက်ကတပလင်းနဲ့တသိန်းဝဲပေးရတာမို့လို့တော့သုံးနေတယ်ဆင်းရဲတာထောက်ပေါက်မှုကြတော့လက်တွန့် ။အဲကြောင့်မြန်မာတွေလူတော်မွဲတကယ်မလူရဲမြန်မာလူတန်းကအပေါ်ရန်တော့ဝိကြည်တန်းကြည့်။အဲ့တော့လို့ဘုန်းကြီးလည်းအဲ့ဒါရှိတယ်မို့လို့ဘုန်းကြီးတိလို့တူတာလို့ဘယ်လိုတိလဲဆိုတော့ဒီလိုနေရာတွေ့မဲ့လူမရှိမှန်းတိလို့ကြောက်မှာဗျာရဲ့တူတယ်။ကိုယ်အိမ်လေးရဲ့လူတွေကမျက်စိခွဲခြင်းနဲ့ပတ်စံမရှိလို့မွဲရင်မွဲကန်းရင်ကမလူဘူး။တူမှလည်းမသိဘူး။အမြန်မာလေးလူဦးတော်မွဲတယ်အဲ့ဒါ။အဲကြောင့်ကျွန်တော်တို့ဒါယောဂီနယ်မှာလည်းပဲ ်ချမ်းသာတဲ့ပုဂ္ဂိုလ်များဟာတခြားဘာကသနာမလုပ်ပါနဲ့တော့ဒုက္ခတွေကိုခွဲစေပေးကြမှာဟောလိုက်တယ်ပေါ့ဗျာအဲ့ဒါနားတဲ့တခါကြီးတယောက်ကသူ့လူမကြီးကမျက်စိကွယ်နေတာဟုတ်တွားခေါ်ပြီးကြောင်းလာကြတယ်သူ့စိတ်ကသူကဟိုနှစ်စုံနှစ်ပြကြိုက်တော့ဘုန်းကြီးပဲဖွဲ့ပြီးတော့ဘုန်းကြီးပဲလာတာပေါ့နော်မအုပ်စင်းပြောတာကတော့တရားဝတ္ထုတတိတွေခွဲခိုင်းတာလေဘုန်းကြီးခေါ်လာတကယ်ကွယ်နေကြတယ်ကလေးနှစ်ယောက်မေးတဲ့သူဘယ်ဘက်မျက်လုံးပွဲတာက10နှစ်ရှိတယ်တန်းပြီးတော့ ညာဘက်မျိုးလုံးကွယ်တာသူပြောတာဆယ်ရဲ့ကြော်ကြော်ကြီးလေးတည်းဘုနှလုံးမမြင်ရတော့ဆင်းလက်တာသူ့အမေဆိုလို့ချင်းဘယ်လောက်ဆင်းလဲဆိုရင်သူ့သမီးကိုလာပို့ချင်တာတဲ့ထမင်းကစုတ်ပြဲလို့ကြောင်းနေတော့ဝင်ရဲချဘေးအိမ်မှာပြန်ခဲ့အဲ့ဒါခုရေးတာတွေကတခါတော့မှထမင်းကြီးတွေငါးဆုံးလို့လည်းလုံးဝစုတီတော်မှလိုက်မလာလို့မဖြစ်ဘူးအဲ့လောက်မွေးချဆင်းရဲအဲ့ဒါဥဒင်တရားဝတိကလည်းခေါ်ပြီးတော့ကဲမှတ်တို့တရားဝတိဆေးရုံမှာခွဲလို့ရရင်အခုခွဲပြီးဘုန်းကြီးဘုန်းကြီးကိုကြောင်းကြားနေတာလူမဲ့ပေါ့စုံစမ်းတော့ ယုံတန်ဟိုဒီကလည်းထုံးဥသိင်းပြောလိုက်ရပါပဲအားရှိတယ်ဆိုတော့နှစ်ချက်နဲ့ပတ်သက်ပဲရှိတယ်ဘာနဲ့ပါယုံဒီဒီကရုပ်မြန်မာပြည်လုံးဆေးလိုက်ကြည့်အဲ့ဒီတစ်ခုပဲရှိတယ်နှစ်ချက်ရပတ်သက်ပြန်တစ်ပါးဆေးပါလိမ့်ကြည့်အားပြစီမှလည်းမရှိဘူးနှစ်ချက်ကထောက်ဆန်းမယ်ပတ်သက်ကဝါမယ်ဒါပဲဆေးပြေကြကောင်းတာနော်အဲ့တော့လှူကြတဲ့မှာသူညစ်ဆေးရောဘာဥသိင်းဆေးရောမလှူတယ်ဆေးရောသူဥသိင်းမွေးနေပါလိကြုံပြီးဆိုတော့ဆေးရောကဆေးရောဒီတန်းလာပြီးတော့ကဲကျုပ်ကျုပ်ကိုယ်တိုင်လှူကြတယ်လှူလှူပေးပါလေပြန်လှူခါရတာတဲ့အောင်အားလိုက်ဝေးလိုက်တယ်ကွာဆေးလှူတာ အဲ့လိုလုပ်ကြတယ်။ဟေးကျွန်တော်တို့ဈေးမှာမရှိလေ။ဘုန်းကြီးခေါ်ဒီနေ့မနေ့ချင်းချင်းပေါင်းခေါ်လာ။ဦးစင်အပြင်းမှာဘယ်တော့6နိုင်ပွဲအတွက်ဒီ6နိုင်ပွဲ9နိုင်လောက်ရောက်။ရောက်ချင်းပဲပုံမှန်တော့တုတ်ခွဲနေတော့မိလေ။ဦးစင်ဒီချင်းချင်းပေါင်းဆက်ခေါ်လို့ချက်ချင်းသွားတယ်။ဒီလိုကန်ကောင်းတယ်ဦးစင်မြန်မြန်လုပ်လို့ခေါ်ကြလို့ဆရာဝန်တွေစစ်ကြည့်လိုက်တော့ကန်ကောင်းလို့ပြရတယ်နောက်တစ်နိုင်နောက်ကြိုင်ပွဲလေးကနေလုံးလုံးတွေ့ရတယ်။ကလေးတော်ကိုရသွားမြင်သွားပြီတော်လိုက်တာသူလောက်ဝမ်းသာမှမသိဘူးနောက်တစ်လုံးကတော့ကံကောင်းရင်အဲ့ဒါထက်ရမယ်ဒီနေ့ခွဲတာဒီကတုံးခွဲတော့မြင်သွားပြီ အဲ့လိုလူတွေလှူမှမပြည့်တယ်ခိုးမလို့မျက်စိပေါ်တော့မှကိုဗျားတွေမတည့်ဘာဖြစ်လို့တခြားပြားတွေအများကြီးရှိတယ်ဒီလိုလေးတို့စဉ်းစားတယ်ဝေဖန်တယ်အခုပြောမယ်နောက်တစ်ခုကဒီကိုင်းရေးွက်ကိစ္စမှာပြောပြရုံခဲ့တဲ့တုံးတဲ့ကမန္တလေးတိုင်းငင်းကြံခရိုင်တောင်တာမြို့နယ်အုံမေတော်ရွာဒါဦးစင်းရဲ့ဇာတိကတက်တိဆောင်ရေးခဲ့တဲ့ရွာဦးစင်းနဲ့ငရင်းကြောင်းတိုင်းဥက္ကမင်းတာတို့အညာတို့ကအင်မတန်ဆင်းရဲ ရေမှန်ရှာသူတို့အဟုတ်လို့လေကျင့်ရတူပါလေအစိုးရကအဲဒီမှာဘူရောက်တဲ့တီဝီတွေပိုင်းမှာတွေ့ပါလိမ့်မယ်ဘုံကြောင့်ဒီတက်ချက်ညွန်ကြားချက်ရအညာဒီကမှာရေတို့နဲ့တူတာတွေ့ရမှာလားတချို့တကယ်ရတယ်မရနေတာများလို့ဟောဒီလိုအောက်ပိုင်းလူတွေကမြန်မာပြည်လုံးကတူတဲ့မွေတွေစားပြည့်တယ်ဘလို့စားလဲဆိုသူရပါလို့ရအဲ့နေရာတွေကအနည်းဆုံးပေ900 1000တူးမှရတဲ့နေရာသူတို့ကမဟုတ်ဘူးအပေါ်ရန်ရေလေးမြင်ပြီးရောဆိုကြပါစို့အထက်ကတော့ပေး ခွန်ရတူးပါလေဆိုပေးခွန်ရတူးတဲ့ပတ်စံတွေထုတ်ယူရဲပေါ့တကယ်ကြတော့တုံးအောင်တူးပြီးတော့ပေးလေးရတာစားပြီးရောင်းတာအဲ့တော့ရေကခဏထွက်တယ်ပြီးတော့တက်တဲ့ဟာလေးကငန်ပြီးတော့ဖားနေပြီးတော့တုံးရအောင်အဲ့ပြေကပြေမရဘူးဒါကြောင့်ထောက်လိုင်းရင်းရတာလေအဲ့ဒီရေတူးတဲ့လက်စစ်တင်ပါလေအတရားမလုပ်အောင်ပေါ့နော်ပြည်သူပြည်သားတွေတူတဲ့နိုင်ငံတော်စုကတူတဲ့မျိုးလေအလားတူမဖြစ်အောင်ဒီလိုနေကြတာထောက်လိုင်းတွေမထောက်လိုင်းဘူးမဟုတ်တယ်တရားဝင်လိုက်ထောက်လိုင်းကောင်းလို့ထောက်လိုင်းဟုတ်တယ်သူတို့ပါလေသူတကယ်စားတဲ့ထောက်လိုင်းတွေရေးယူပါ တကယ်ပြီးလို့ငတ်နေရကွာစိုးရကိုယ်တိုင်ရေတောက်ရရစီကိုယ်အဲ့မြေရပဲယူကိုနင့်ဘုံဘုံရေးတာပြီးကြပြောရေးရငန်ပြီးတော့ခါနေတယ်ဒါကငန်လည်းငန်ခါလည်းကဘာတော့မရငန်လည်းငတ်တယ်ပေါ့နော်ပေးကပေးရင်မရဆိုကြပါတော့နဲ့ပေးကတဲ့နဲ့ကတုံးလက်ပါလို့လုံးဝဘောကခေါင်းပါလေရောရေတို့တောက်ရတဲ့ရေလည်းကြည့်ပါအောင်ဒီမြေကြီးလေးတူးတဲ့ကအဲ့ဒီပဲတောက်ရတာရေတို့ကတောက်နေလေတို့နိုင်ငံသားတွေတောက်နေတာချက်ချင်းလာဒေနာတက်ရတာ ဝန်းသွားအောင်ပိုးတွေနဲ့ဘာဆေးမှလည်းဆက်ရတာမဟုတ်အဲ့ရွာပြောတော့ဘာပြီးလဲဘာပြီးလဲသူတို့ကငွေတွေကဒီမတတ်တဲ့ရေတောက်လာတာကိုအဲ့တော့အဲ့ဒီရေကန်လေးကရောဂါပိုးတွေနဲ့သူတို့ဗတ်ရပိုးတွေရမိတ်ဆွေဖြစ်အရောဂါတွေတော့တောက်ကြတယ်အတော်တော်ကြီးကဘောကပေါ့နော်ဒီမတတ်ရင်တောက်ရတာအဲ့ဒါကြီးပြတ်သွားအောင်တောက်ရအောင်မရှိတော့သုံးရလည်းမရှိတော့အဲ့တော့အစိုးရကတူပြီးတဲ့ဆဲတကူဟိုအဝေးမှာရှိတယ်သူတို့နေရာတွေကို9နာရီတော့သွားထမ်းရေတခမ်းရတယ်သွားထမ်းရတာ အားနဲ့ခြောက်နေတယ်ဘယ်ကြိမ်ရမလဲဆိုတော့ညသွားခံရုပ်ဆန်းကြီးဒီညတိကအလုတ်ကနှစ်မျိုးပဲရှိတယ်မိလေးပုတ်တာရဲ့ထက်တဲ့တားဒါဘာလို့မှမရှိဘူးအစင်းရုံတွေကညတိကအဲ့တော့ဒီကြီးတက်ငါးနိုင်သွားခံသူဘလို့လွတ်တော့မလဲလွတ်ချင်ရှိတော့အဲ့တော့ဘလို့ကောင်ညာအိတ်ချင်သွားခံရညာနိုင်ပါမယ်မနေ့ဆိုညာသွားတော့ဘယ်ခဏလိုက်လောက်ရတာခဏလိုက်လောက်ကသွားရေးခံမနေ့မိုးလင်းညာရောက်အဲ့တကယ်ကြီးတော့ရေးသွားထိုင်ရင်လည်းလမ်းမှာပိုးထိပြီးတော့ဒေသွားချင် အဲ့ဒီရတယ်ပြီးတော့မွေဝေတာပေါ့တယ်အဲ့နဲ့ဒီကိုယ်တော်လေးကရက်ရွာကောင်းကြီးလှုပ်ချင်တာကိုသူ့မြန်လေးအဲ့လိုဝေါ်ဝေါ်ရဆယ်တခုလောက်လှုပ်ချင်ရေကန်နဲ့မလုံးတော့ဘူးအဲ့ဒါဆယ်လုံးကနေရာကိုလည်းမြေပန်းချင်းကလှူတယ်တဲ့သူ့မှာလောအားကားလေးဝေးလမ်းမြေဘိုးလေးကြောက်ခဲဘိုးလေးအဲ့ဒါရှိဘူးပေါ့သူစိတ်ကုနေတာကြားပြီးဦးနေကျော်စာရေးအဲ့ဒါဥဇော်နာရေးအဲ့ဒီဆယ်လေးလှုပ်လို့ရှိရင်တော့35ဒင်းလောက်ဆွဲရုပ်လိုရွာတယ်မကဘူးဝေးနှန်းကရွာ၄၅၆ရွာတော့တော့သုံးလို့ရတယ်တလူလေးလုံးပေါ့နော် အဲ့ဒါဆရာတော့လှူပါပြေးတော့အမှန်နဲ့ပြောပါအဲ့တော့ဦးစင်းဘန်းမှာအဲ့ဒါဦးစင်းကိုကံကိုတိတ်40ပဲရှိ35ကိုခုန်လှူပလိုက်ပြေးသွားပြီဆေအခုဒီနေ့ဆိုရေတွေကိုပြေးလို့လောဝမ်းသာလိုက်တာကြားတယ်တိတ်လားစလှူရဲ့နှစ်မှာပဲအဲ့ဒီဦးစင်းလှူတဲ့ဆရာနေတော့ခါတဲ့တို့ရေတွေရပြီးတော့ကြက်တော့ဆက်ကြတိတ်30ကျော်ပြန်ရတယ်ဝမ်းသာတာပေါ့ဗျာဦးစင်းကြွားကြွတ်သွားပြီအကျိုးရှိပါအဲ့ဒါဉာဏ်ရှင်သောဒါနလို့ခေါ်တယ်ဘာဒါနအေးဉာဏ်ရှင်တဲ့ဒါနမျိုးကဖြစ်ရပါမှာဉာဏ်လဲကောင်းတယ်ချမ်းလဲချမ်းတယ် ဉာဏ်မရှင်မဲ့နဲ့ယမ်းလိုခဲ့တဲ့ဒါနာမျိုးကြတော့ချမ်းတော့ချမ်းလာတယ်ဉာဏ်မကောင်းဘူးမညက်ပေါ်ညာမရဘူးအကြံလုံးဉာဏ်တော့တွေးဖို့သွားဖြစ်ဒါကြောင့်မိမိချွေးနေတာလှုံမဲ့ဆိုလို့ရှိရင်လေဝေဘန်ဆက်ဆက်ပြီးတော့လောကအတွက်နော်သာသနာအတွက်တကယ်ကျေးဇူးနဲ့မှညာရည်လူကြဆန်းတာယမ်းမလူပါနဲ့မိမိချွေးနေတာလေအလားတမကုန်ပါစေနဲ့အခုတခုပြောပြမယ်မြို့ထဲလိုမကောင်းလို့ တထောင်ပြားလို့မှတ်လိုက်ပါတော့ဗျာအဲ့ဒီမှာတထောင်ပြားလုတ်ရအောင်ဘုန်းကြီးကလုတ်တော့ကြတော့အဲသူမြေရမလောက်ဘူးမလောက်တော့ဆိုအဒီဌာနရှိတဲ့လူကြီးချိုးနဲ့ပေါင်းပြီးတော့လေသူเจ้าဘဝဉ္ဇင်းကလဲလို့အကုန်သိမ့်ပါလေဗျာဒါအဲ့လေဓမ္မမိသားစုတွေကိုတိုင်ဘုန်းကြီးဆောက်လို့သိရသိတော့ရုပ်လို့အလဲမလောက်တော့ဘုရားဘုရားကိုတဲ့ဘက်တထောင်ဖြီးပြီးပါတော့လေဓမ္မတွေကနှက်လို့နေငိုကြတယ် အဲ့ဒါပြောကြရဲသူတို့ခံစားချင်တယ်ပေါ့နော်ဒီလိုဗျာတဲ့အဲ့ဒီဘုရားတွေစိတ်နာလို့သွားတာမဟုတ်ဘူးဘုရားပါစိတ်နာတော့အတကယ်ခံစားချင်မလို့ကောင်းမလားမသိသိဒီဘုရားကတထောင်မတက်တော့ပါလိမ့်မှာမြင်းနေရတဆူတာဒီတဆူတာတဲ့တော့ဟောအခုတော့ဒီဘာသာရေးလို့ဟာလောကဘဝထိခိုက်တာအဲ့ဒါပြောရဲရုံကြံဒီလိုလုပ်လို့ရှိရင်လေနောက်တက်တဲ့လူငယ်တွေကတွေးဖို့ရှိဟာဒီဘုရားဘာသာငါတို့မြန်မာမြန်မာနိုင်ငံမောရအောင်လုပ်နေတာပဲဟောလို့တွေးလာကြည့်လား ်လေဓမ္မတွေလေမရှိတော့ဘုရားကုန်တည်ပြည့်အဲ့တော့ဒီဘုရားဘာသာဘာလို့မြန်မာပြန်နေဖဲထုတ်ပြရမယ်ဆိုပြီးတော့တွေးခေါ်တတ်တဲ့နည်းရိုင်းတဲ့လူငယ်တွေနဲ့လူကြီးပြင်မှာတော့ဒုက္ခရောက်ဘုရားဘာကွယ်လဲတန်ခိုးစင်းတို့တရားဟောရင်တမန်ကရှင်းတာမဟုတ်တကယ်လို့လည်းပြောပြနေတယ်ဘလို့ဘုရားမတည်ပါနဲ့တကယ်လို့သုလောကီတို့ကြီးပေါ့ဘာတထောင်လို့အဲ့တထောင်တည်ပြီးတော့ကပြောနေတယ်တယ်တယ်ဘုန်းကြီးကိုလည်းရေတော့ကပ်ဘူးကပ်နိုင်ဘူးတထောင်ကြီးဆောင်းလည်းမတော်ဘူးနဲ့ထားတာကြီးတယ်ဘိုးတွေပြစ်ထားကြတယ် အပါလည်းမရှိခဲလည်းမရှိမိုးလည်းမရှိနေဘူးတော့လည်းချောင်းဘိုးရတော်ဆိုပြောရတဲ့ဆယ်နှစ်မကြာဘူးဘုံလုံးကြေးကြမြေခံပစ္စည်းပေါ့ဘယ်မှလည်းပြင်နိုင်တော့တစုကို၃သိန်းလောက်ပုံတယ်အစုတက်တော့ငွေသိန်းပေါင်း၃တောင်လာတာပေါ့အဲ့ဒါမြန်မာတွေလှူပြီးတော့ငွေတာအဲ့ဒါအဲ့ဒါအဲ့ဒါမြေကြီးတိုင်းချောင်းတယ်တိတာစီပေါ့လေအကျိုးကြီးပဲနဲ့ကုန်ပါအဲ့အချိန်မှာဘာသာချားတွေကမိခွက်ကြီးတွေဝယ်တာဝယ်ပြီးတော့ဘာလုပ်တယ်မှန်းအဲ့လိုဝယ်ဆိုကြီးတွေထောင်းတယ်ဂျင်ကုန်ကြီးတွေထောင်းပြီးတော့လေ ဆင်းသွမ်းပါတဲ့ဗုဒ္ဓဘာသာကလေးလာကြပညာသင်ပေးမယ်ထမင်းပေးမယ်လာတာပေးမယ်လာတာပေါ့ရာနေချီပြီးတော့တို့တော့ဘာလို့ဘာလဲဝင်ဝင်လေအများကြီးဘာသာတက်ဖြစ်သွားပါလေဗုဒ္ဓဘာသာကလေးဒါကြောင့်ဦးစင်းအတွေ့အကြုံတခုယင်နေကပြောလိုက်အေးလို့တို့မြန်မာပြည်ကဘုန်းကြီးများစုကဘိုးတော်များစုကဘုရားရဲ့စီတီတွေတက်လိုက်ကြတာဟွာတထောင်ပြားတွေအများကြီးဘုရားတွေလိုက်တိုးလာကောင်းပါတယ်မကောင်းတာကတော့ဘုရားရုပ်ဘွားတွေတိုးလာသလားတို့ဗုဒ္ဓဘာသာကလေးတွေညော့သွားပြီဘာသာတက်ရောက်နေတယ် ထိုက်ပဲမွေးတယ်အကုန်ကုန်သွားတယ်ဒီကိုလူမျိုးတိုးတက်တဲ့ဘက်မှာအသုံးချနိုင်တော့အဲ့ဒါတို့မြင်ပါလေစဉ်းစားဖို့ပါဒါကြောင့်လူပြီးဆိုရင်လူတဲ့နေရာရေးလူကိုရက်ွက်တဲ့မှာကိုမြောက်မြောက်တော့တောင်းတဘုံမှာရှိနေမယ်တချို့တားဆင်းရဲစားတော်တဲ့ငါးဘာသာ၆ဘာသာဘုံနဲ့အောင်းနဲ့စိတ်တဲ့ကတူအင်ဂျင်နီယာမတက်နိုင်တော့ဘူးလက်ပြပြီးတော့ဟုတ်လားအလိုလိုရတော့မလဲအဲ့ကြောင့်ဝါ၆ဘာညာလေးစူပေါင်းပြီးတော့စေချောင်းသားလေးဟုတ်လား ဆရာမပြည့်တော့အငြင်းညာပြည့်တော့နောက်မှကြောက်ထောက်ပါကောင်မလုံးဝကိုမသိဘူးခုဥစဉ်စိတ်တော့ကြောင်းတော့ကိုယ့်ရောက်ထောက်ခံထားတဲ့ရေချာတော့ကိုယ်လည်းမမွေးပဲဆရာတော်ပြန်ရခုလိုဓမ္မဘုရားကျင့်ဆုရယ်ဘုန်းကြီးမှာစိတ်ဝိုင်းမရှိဘူးဒါကြတဲ့ကောင်ကလူတဲ့ငွေလေးတွေကိုယ်တော်ကားပေါ်မှာစိတ်ဝိုင်းလာတာလူဝေးတယ်ဘုရားနာရောက်ပြီးတော့မလူဝဲနဲ့မတန်းမနဲ့ဆိုရင်တိမ်ငါးတော်တာစိတ်လို့ရခုဘုန်းကြီးရမရှိဘူးလူတဲ့ပုဂ္ဂိုလ်ဒီလိုထောက်ပါအများကြီးကနမူနာပြောပြလူတဲ့စိတ်ချင်ပါလေအလဟတ်ကမကုန်းစိတ်ချင်ဘူး